လူတယောက်ဟာစိတ်နေစိတ်ထားကစားပြီးမကောင်းမကောင်းတာတွေကြီးလှုပ်တယ်။တည်တဲ့အခါကျတော့လက်ပြေငရဲကျသွားတယ်ဒါတယောက်။မကောင်းတာလှုပ်ပြီးတော့တည်တဲ့အခါငရဲကျတာဒါတယောက်။အဲလူတယောက်မကောင်းတာလှုပ်တယ်ဒါပေမဲ့တည်တဲ့အခါကျလက်ပြေရောက်တယ်ခေါင်းအတူတူရောက်သွားသေးတယ်။ဒါကတယောက်။နောက်လူတယောက်ဟာသူ့စရိုက်တွေကြီးပဲလှုပ်တယ်။တည်တဲ့အခါမှာခေါင်းအတူတူရောက်တယ်ဒါတယောက်။ လူတယောက်ဟာသိတ်ကောင်းတယ်သူတော်ကောင်းကောင်းတာတွေကြီးပဲလှုပ်တယ်သေတော့ငရဲကြတယ်။ဟောဘယ်နှယောက်ရှိနော်။၄ယောက်ပါဗျာ။အဲ့ဒါကိုမျက်စိမလဲအောင်မှတ်ထားဖို့လုပ်တယ်နော်။မှန်ပါပါဗျာ။မကောင်းတာလှုပ်တယ်ငရဲကြတယ်ဒါပုံမှန်။မကောင်းတာလှုပ်တယ်ကောင်းရသူကတိရောက်နေတယ်။ကောင်းတာတွေလှုပ်တယ်ကောင်းတဲ့ပုံရောက်တယ်မကောင်းတာတွေလှုပ်တယ်ငရဲအဲကောင်းတာတွေလှုပ်ပြီးတော့ငရဲကြတယ်။ငရဲကြ။ဟောအဲ့ဒီ၄မျိုး အဲ့ဒီလေးမျိုးနဲ့ပတ်သက်ပြီးတော့တွေးရှိချက်တွေကိုတခြားဘာသာတွေကကံနဲ့ပတ်သက်ပြီးဘယ်လိုတွေးရှိလဲဘုရားမြတ်စွာမပွင့်ခင်ကသူတို့ကလည်းသူတို့မှဒီခုခေတ်ပမာတွေပြောတဲ့အချားအမြင်ဆရာလို့ပြောခြင်းပြောပေါ့ဒါပဲသူတို့လည်းမြင့်တယ်နော်ဒေဝဆကုအဘိညာဉ်ရတဲ့တမနာပြမနာတွေကသူတို့မှစွမ်းအသက်ရှိတယ် အဲ့ဒီပုံကိုယ်ကြီးရဲ့ဟောပြောချက်ဟာမပြည့်စုံဘူးဆိုတော့မြတ်စွာဘုရားထောက်ပြတယ်သူတို့ကဘလို့ဒီကံနဲ့ပတ်သက်ပြီးဘလို့ဒီလေးချက်မှာသူတို့တွေ့တဲ့အခါမျက်စိလည်သွားတယ်ချီပထမပုံကိုယ်တရားဟာမကောင်းတာတွေကြီးလှုပ်တယ်မကောင်းတာလှုပ်လို့ငရဲကျသွားတယ်မကောင်းတဲ့ပုံရောက်သွားတယ်အဲ့ဒါကိုခொနကတမာတိစွမ်းအားရှင်ကဒိဗ္ဗစကုနဲ့ကြည်လိုက်တဲ့အခါဒီလူကမကောင်းတာတွေလှုပ်ပြီအခုကြည့်ငရဲရောက်နေဒီကောင် လူတော်ကလည်းတော်တော်ဆိုးတယ်အခုလည်းသူငရဲရောင်နေသူမြင်မြင်တဲ့အခါကျတော့ तू ကဘာကိုထုတ်ဖော်လဲလို့ဆိုရင် तू ကသီဝရီတစ်ခုထုတ်ဖော်လိုက်တယ်အေးမကောင်းမှုအကုသိုလ်ဆိုတာရှိတယ်မကောင်းမှုအကုသိုလ်ရဲ့အကျိုးလည်းရှိတယ်ကြည့်ဒီကောင်လှုပ်သွားတာမဟုတ်တာတွေလှုပ်လို့သူငရဲကြသွားပြီဟော तू ကလက်တွဲနဲ့လေ तू ပြောတာမဟုတ်ဘူးလားဟုတ်တယ်အဲ့တော့ तू က သူမျက်နှာကိုသူပြောတာပြောပြီးတော့သူထုတ်ဖော်လိုက်တဲ့စကားကမှန်ကန်တယ်မကောင်းမှုအကုသိုလ်ဆိုတာရှိတယ်မကောင်းမှုအကုသိုလ်လုပ်ရင်ငရဲဆိုတဲ့မကောင်းတဲ့ဘဝဆိုတာရောက်တယ်ဆိုတာဟုတ်တယ်ဒီအချက်ဒါပေမဲ့လို့သူက conclusion ဆွဲတဲ့အခါဘယ်လိုဆွဲလိုက်တုံးဆိုဒါတွေလုံတဲ့ကောင်မှန်တယ်များအကုငရဲကြီးသွားမှလို့ conclusion ဆွဲလိုက်တယ်ကြည့်မြတ်စွာဘုရားကအဲ့ဒါကိုဝေဖန်ပြတယ် ်ကြည့်ဒုတိယပုဂ္ဂိုလ်မျိုးစားကြတော့မကောင်းတာတွေလုပ်တယ်လုပ်ပြီးတော့နတ်ပြည်ရောက်တာရှိတယ်မှလားရှိပါဘူးအဲ့ကြတော့သူကဘာဖြစ်သွားတော့ဒုတိယပုဂ္ဂိုလ်မျိုးစားကြတော့ခုနကပုဂ္ဂိုလ်အချိပြန်ချိတဲ့အခါကျတော့ဟာဒီကောင်မကောင်းတာတွေလုပ်တယ်ဒါပေမဲ့တေတော့ဘယ်ရောက်တုံကြည့်လိုက်တယ်ဟာဒီကောင်နတ်ပြည်ရောက်နေပါလားဒီကောင်မကောင်းတာတွေလုပ်ပြီးဘာဖြစ်လို့နတ်ပြည်ရောက်နေလဲဆိုတော့သူက တိဝရီတစ်ခုထုတ်တဲ့ကမလို့ထုတ်တွင်စေမကောင်းမှုအကုသို့ဆိုတာမရှိဘူးဟေအကျိုးတရားဆိုလည်းမရှိဘူးဒါလို့ဆိုးရကောင်တော့နတ်ပြည်ရောက်အောင်နာပဲကွာဟောဒီတိဝရီထုတ်လိုက်တယ်ထုတ်ပြီးတော့သူကဘာပြောတော့ဆိုလို့ရှင်ဟုတ်လားမကောင်းတာလုပ်နေသူဖြစ်ချင်တာဖြစ်မှာပဲဆိုတဲ့အဓိပ္ပာယ်မျိုးဆွဲလိုက်တယ်ဒါနှစ်ချက်နော်မှန်ပါပါထို့တူပဲကောင်းတာတွေလုပ်ပြီးတော့ကောင်းတဲ့ဘုံရောက်တဲ့ပုဂ္ဂိုလ် ဒိဗ္ဗစကုနဲ့ကြည်လိုက်လို့မြင်ရင်ဟေးကုသိုလ်ကောင်းမှုဆိုတာရှိတယ်ကုသိုလ်ကံရဲ့အကျိုးတရားဆိုတာလည်းရှိတယ်ကြည်ဒီလူတရားဟောကောင်းတာတွေကြီးလုံလို့ကောင်းတဲ့ပုံရောက်နေပြီဟောအဲ့ဒီလိုပြောပြီးတော့ तू က conclusion ဘာဆွဲတုံဆိုလို့ရှင် ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်မှန်သမျှကောင်းတဲ့ပုံကြီးပဲရောက်ရမယ်ဆိုတော့ conclusion ဆွဲလိုက်ပြန်ဆွဲလိုက်တော့စတုထပုဂ္ဂိုလ်နဲ့တော့ညှိမနေဘူးလားညှိနေပါဘူးညှိနေပြန်ရော အဲ့ဒါသွားတွေးတဲ့အခါကျတော့သူကဘာပြောပြန်လို့ဆိုရင်ကောင်းမှုကုသိုလ်ဆိုတာမရှိဘူးဒီမှာကောင်းတာတွေလုပ်ပြီးငရဲကြနေပြီဟိုကောင်။ယသဝဘုရားကအဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ရှိမကောင်းတဲ့အကုသိုလ်ရှိတယ်မကောင်းတဲ့အကုသိုလ်ရဲ့အကျိုးရှိတယ်ဆိုတာငါသဘောတူတယ်ဒါဟုတ်တယ်။သို့သောမကောင်းတာလုပ်တဲ့လူမှန်တယ်များငရဲကြတယ်ဆိုတဲ့ဒီ conclusion ကတော့ငါလက်မခံဘူး။ ဘာဖြစ်လို့ရုံးဆိုလို့ရှိရင်ဒီကံလေးတွင်ကြည့်ဆုံးဖြတ်လို့မရဘူးတဲ့အတိတ်ကကံတွေရှိသေးတယ်တဲ့ဘုရားဆောဘုရားဒီဘဝဆိုးပြီမဲ့လို့အတိတ်ကကောင်းလာတယ်အဲ့ဒီကောင်းတဲ့ကံတွေက မကျွားဖြစ်ပြီးတော့ဝင်ပြီးတော့အကျိုးပေးလိုက်တာတဲ့သို့မဟုတ်သေကံဒီမှာသူစိတ်ပြောင်းသွားတာရှိတယ်ဆိုပါစို့ပရဏာနိဆိုတဲ့တာဂိဝေမင်းသားတယောက်တစ်သလုံးအရက်ကလေးတမျှမျှနဲ့နေသွားတာသူ တရဏာနိဆိုရင်သူကငါးပါးသီလမလုံးဘူးတေခာနိကျတော့ तू ပြင်သွားတာကိုဘယ်သူမှမသိလိုက်ဘူးငုသာဝါဒဝေရမဏိတိတ်ခာဗရံတမဟောရင်းကိုသူရမေရယာမေဇပမာဒဌာနာဝေရမဏိတိတ်ခာဗရံတမဟာရိယမိစောက်တည်ပြီးတော့သွားမြတ်စွာဘုရားသူတည်သွားတဲ့အခါကျတရဏာနိယသောတပန်ဖြစ်သွားတယ်လို့ခေါ်တော့ဝိုင်းကဲ့ရဲ့ကြတယ်ဟာတလောက်အရက်လေးနဲ့နေတိုင်းအရက်နဲ့မပြတ်တဲ့လူကဘယ်လိုလုပ်သောတပန်ဖြစ်မှာတော့ ဒီကနေ့ပြောင်းလဲသွားတာမသိချဘူးเนาะမှန်လားပါဗျာအဲ့တော့ပုထုဇဉ်ဆိုတာအပြောင်းလဲသိမြန်တယ်တခုတည်းနဲ့သွားပြီး conclusion မဆွဲနဲ့တဲ့ကမ္မဝိပင်ကမြတ်စွာဘုရားသာလင်ဝေဖန်နိုင်တယ်အကုန်အသေးစိတ်အကြောင်းအချက်နဲ့အပြည့်ပြည့်စုံစုံမြတ်စွာဘုရားသာသိတယ်ဉာဏ်နဲ့ပုံကမသိဈာတဲ့ကဒီလက်နက်နေတဲ့အကြောင်းကလေးတွေကိုမမြင်လိုက်တဲ့အတွက်ကြောင့်လူတွေအားမျက်စိလဲ ဒီကနေ့ခေတ်လည်းမျက်စိလည်တဲ့လူတွေရှိတယ်ဒီဟာဒီကောင်လူအမတန်ဆိုးတဲ့ကောင်ပဲဟာတေတော့ကောင်းရရောက်နေပါဘာတွေပြောကြတော့ဆိုရင်အာဒီကောင်မကောင်းတာတွေလှုပ်တယ်ကြီးပွားတာကောင်းတာလှုပ်တဲ့ကောင်ကျဆင်းရဲနေတယ် ਨੇ ပြောကြတယ်တချို့ကကံကံဤအကျိုးတော်မယုံကျင်တော့ဘူးတဲ့မဟုတ်တာလှုပ်တဲ့ကောင်တွေကြီးပွားနေဟုတ်တာလှုပ်တဲ့ကောင်ကဆင်းရဲနေတယ်ဆိုကံကံဤအကျိုးတော်မယုံကျင်ဘူးပြောတယ်မျက်စိလည်သွားတာအဲ့ ကောင်းတာတွေမကောင်းတာတွေဒီဘဝလုံနေပြီမဲ့လို့အတိတ်ကကောင်းတာတွေရဲ့အကျိုးကျေးဇူးကိုဒီပုဂ္ဂိုလ်ကခံစားနေတာမှန်ပါပါဗျာအခုမကောင်းတာလုံတာတွေကမကျူဝါမဖြစ်သေးဘူးဆိုပါလို့ဥယျာဉ်ထဲမှာဟိုးလွန်ခဲ့တဲ့၄၀နှစ်ကစိုက်ထားတဲ့သစ်ပင်ကအသီးတွေသီးနေတာအခုဒီကနေ့မှာစိုက်တဲ့သစ်ပင်တွေကမသီးသေးဘူးမှန်ပါပါဗျာအဲဒီတုန်းကသီးတဲ့အသီးတွေသူစားနေတာအခုနောက်ထပ်စိုက်တာမသီးသေးဘူး အခုပိဿုပ္ပံမှာလုံနေတဲ့ကံတရားတွေကမကျူအောင်မဖြစ်သေးဘူးလို့ဆိုပါတယ်မှန်လားပါဗျာအဲ့ဒါမြတ်စွာဘုရားရဲ့ကမ္မဝါဒနဲ့ပတ်သက်ပြီးတော့မဟာကမ္မဝိပင်ကတုတ်တံကိုနားလည်အောင်ဖတ်ရမယ်အဲ့ဒါမဟာကမ္မဝိပင်ကတုတ်မြတ်စွာဘုရားကရှိတုန်းကလှုပ်လာတာလည်းဖြစ်မယ်နောက်မှလှုပ်လာတာလည်းဖြစ်နိုင်တယ်သို့မဟုတ်တေခဏီမှသူအယူဝါဒပြောင်းသွားတာဖြစ်နိုင်တယ် ဒါကြောင့်မို့ကောင်းတာလုပ်ပြီးမကောင်းတဲ့ဘဝရောက်သွားတာလည်းရှိတယ်မကောင်းတာလုပ်ပြီးကောင်းတဲ့ဘဝရောက်သွားတာလည်းရှိတယ်